ချစ်ဦးညိုသမိုင်းမတွင်ပေမဲ့သမိုင်းဝင်နေတဲ့စကားများလောကစခွန်ကြီးထက်အမျိုးမျိုးပါဝင်လှုပ်ရှားသွားကြတဲ့လူသားများရဲ့အခန်းကဏ္ဍတွေဟာစိတ်ဝင်စားစရာကောင်းလှပါတယ်။အဲဒီလူသားတွေရဲ့အခန်းကဏ္ဍတွေဟာစိတ်ဝင်စားစရာကောင်းလှပါတယ်။ဒီလူတွေရဲ့ကံသုံးပါးမှုတွေထဲမှာဆင်ញင်ပွဲ၊နီးယူပွဲ၊အားကြပွဲ၊လေးစားမျက်နှာပွဲများရှိသလိုတံဝင်ကရပွဲ၊ဆောင်ကျင်ပွဲ ဆက်ဆုပ်ဖွယ်များလည်းပါရှိနေရပါတယ်။ယူတက်မယ်ဆိုရင်တော့တပိုင်းဆိုတာဟာဘာသာရပ်ရဖြစ်ဖြစ်ပညာနေနဲ့ဖြစ်ဖြစ်ယူတက်သူဖို့ကောင်းကျိုးဖြစ်ထွန်းစရာတွေကြီးပါပဲ။တပိုင်းစင်တခြားအကောင်းနဲ့ဖြစ်စေအဆိုးနဲ့ဖြစ်စေထင်ရှားကြော်ကြားခဲ့သူများရဲ့စာတလုံးစကားတခုများဟာစိတ်ဝင်စားစရာကောင်းနေပါတယ်။ဒီစာလုံးစကားတစ်ခုကနေဘီကားရခြင်းပုံကိုကြောင်းနဲ့ပတ်သက်ဆက်ဆက်နေတဲ့သူခေတ္တပတ်ဝန်းကျင်သူနောက်ခံတွေကိုစံထုတ်ကြည့်မြင်လို့ရနိုင်ပါတယ် သူတို့ရေးခဲ့တဲ့စာသူတို့ပြောခဲ့တဲ့စကားတွေဟာသူတို့ရဲ့စိတ်နဲ့သဘောထားကိုချင်းတရားဖြစ်တည်ရှင်တန်မှုများနဲ့အတူသူတို့ရဲ့လောဘကြီးကိုလှမ်းကြည့်လို့ရနိုင်တဲ့ဗတင်းပေါက်တစ်ခွဲဖြစ်နေကြပါတယ်။ကြီးပဲပြောင်းတဲ့နံပြားရရရင်စားခြင်းနဲ့အားလုံးသိကြတဲ့စာလေးတစ်စောင်စကားလေးတစ်ခုမှာဘိုးကျော်အောင်ဆန်းရဲ့စာစကားဘိုးကျော်ရဲ့ရိုးသားဖြောင့်မတ်မှုအဆောင်ရောင် ပကတနာကင်မဲမှု ြည်လေးတဲ့မျိုးသားရေးတာဝန်များဖြင့်ဖြစ်ရှိနေတဲ့ကြားတွေကရိုးစင်းစွာထွက်ပေါ်လာတဲ့ပကတိဖြူစင်မှုတဆက်ဆက်တဲ့တွေးမဲ့ဆိုရင်အများကြီးစင်ပွားနိုင်ကြစာစကားလေးတစ်ဆောင်ဖြစ်ပါတယ်။ All Brutus Mela Palago Julius Caesar ရဲ့စကားဖြစ်ကြောင်းအားလုံးသိကြပါတယ်။သူဝမ်းမိုက်တဲ့စိုက်ဝင်နေတဲ့ဓာတ်တွေရိုးစီးလာတဲ့သွေးတွေကြားထဲမှာအံ့ဩစွာနာကြီးစွာမယုံနိုင်စွာနဲ့မိတန်းရင်သွေးရိုက်နေခွေလဲသွားတဲ့အခါ စီစာရဲ့နောက်ဆုံးစကားဒီစကားလေးကိုဆင်ခြင်မိမယ်ဆိုရင်ရှုပ်ထွေးလာတဲ့တအူးစံပိုင်စနစ်ခေါင်းဆောင်နဲ့နောက်လိုက်တို့ရဲ့ဆက်နွယ်မှုတိတ်ဆတ်ပြက်တစ္ဆာပြက်ရွံ့မှုအနည်းဆုံးတို့ရဲ့လောဝကျန်စီမှုတတိတံဝေကရပွဲတင်ကန်းစာယူပွဲများကိုပြောပြနေတဲ့စကားတခုပါမုံရှင်ကိမုံစာကြပါစေပေါ့ဒါလည်းဆက်ရှိရစုပြင်သစ်တော်လှန်ရေးစတင်ပေါ်ပေါက်မှုတွေကွဲဖို့နီးကပ်လာတဲ့ကာလလေးမှာထွက်ပေါ်လာတဲ့စကားဖြစ်ပါတယ် လူဝစ်16ရဲ့မိဖုရားမယ်ရီအန်တွန်နိုင်ရဲ့စကားစင်ရင်ငပြတ်နေတဲ့ Paris မြို့သားလူထုတွေရဲ့စားရမယ့်တောက်ရမယ်ဒိုဘေးကန်ဒရာဘေးကပ်ဘေးကိုမဆာမနာပြောရခဲ့တဲ့အေဂရီမကြီးရဲ့စကားဖြစ်ပါတယ်မိဖုရားကြီးဖို့စားစရာပါမမရှိခြင်းနေရာမှာကိမုတ်ကိုစားထုတ်လို့ရနိုင်တယ်လို့ထင်ခဲ့ပါတယ်။သူသူကောင်းမျိုးနဲ့စင်ရဲသားကြီးတော့ ေတော်မျိုးကျွန်တော်ကျွန်တော်မျိုး ကြားရအကြာကကြီးမားလှတဲ့လူဒန်းစားဘဝအသည့်ခွာဟာချက်ကိုပြနေလို့နေပါတယ်ဘာစတီအချင်းထောင်ရဲ့ဘူဝတကားကြီးကျိုးပြပွင့်ထွက်သွားစေဖို့ထိမှန်တိုးဆောင်ကြတဲ့အကြောင်းရင်းတွေထဲမှာမိဖုရားကြီးရဲ့ဒီစကားသခွန်းလက်အပါဝင်ဖြစ်ပါလိမ့်မယ်တမိုင်းမတွေ့မင်းမဲတမိုင်းဝင်နေတဲ့စကားများလို့ခေါင်းစည်းတက်လိုက်တဲ့ဒီစာမှာအလားတူစာစကားများကိုအလှမ်းမိတလောက်ကောက်နှုတ်ပေါ်ပြောက် ဖော်ပြသွားမယ်လို့ရည်ရွယ်ပါတယ်။စကားတွေရဲ့နောက်ခံဖြစ်ရတဲ့ကြိုးစားဖြစ်ရတွေကိုလည်းအလင်းတင်လို့ပြောဖို့ကြိုးစားကြည့်ပါမယ်။ကမ္ဘာတစ်ပိုင်းမှာအဲဒီလိုရာဇဝင်တွင်လောက်တဲ့ထင်ကြရစကားတွေရှိခဲ့လို့ရာစုများစွာရှေ့ကြပြီးဖြစ်တဲ့မြန်မာတစ်ပိုင်းမှာလည်းရာဇဝင်တစ်ပိုင်းတွင်မဲ့စကားတွေရှိနေပါတယ်။ဒီစကားတွေကိုပြောခဲ့သူတွေကလည်းပုံကုမျိုးမျိုးစရိုက်မျိုးမျိုးရှိကြပါတယ်။ဒီစကားတွေကတဲဆောင်လာမဲ့စိန်ခြင်းနှလုံးသွင်းဖွယ်ရတော့ ကျွန်တော်တို့တွေရဲ့ခန်းစားဆောက်ယူနိုင်မှုအားအင်အားပေါ်မူတည်ပြီးမျိုးစုံကွဲပြားနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်တမိုင်းဆိုတာယူတက်မှာမှားမှန်ကွဲခြားနိုင်တဲ့အမောအမောဟာ အသိဉာဏ်ပညာအတွက်အထောက်အကူပြုနိုင်တာကြီးဖြစ်ပါတယ်။ကျွန်တော်တို့ဟာအတဲ့ရဲ့ကျင်းအကျဉ်းသားများမဖြစ်ဖို့အနာဂတ်ရဲ့မိခင် ဖခင်ကောင်းများဖြစ်ဖို့ပြစ္ဆုတ်ပံရဲ့တာသမီကောင်းများဖြစ်ဖို့အရေးကြီးလာတယ်မဟုတ်ပါလားစောလုံးလာဆောင်းပါခလက် နရပနရတီဟာပတိပကံရာဇဝင်မှာထင်ရှားခဲ့တဲ့နရတီဟာပတိမင်းရဲ့စကားကိုမြတ်ပါတယ်။ငယ်မီမင်းခွေးချီလို့ခေါ်တဲ့နရတီဟာပတိရာဟာပကံရာဇဝင်မှာဖြည့်ရက်ဆုံးလင်လှတဲ့ဘုရင်တစ်ပါးပါ။အမျက်ဆောင်မှန်ကြီးရင်စည်းစိမ်ရင်မူခြင်း အသိဉာဏ်နေခြင်းမစင်မခြင်းအစောတက်လျင်ဆုံးဖြတ်မှိန်ပေးခြင်းစတဲ့အစရိုင်းလက္ခဏာတွေနဲ့ပြည့်စုံသူလို့ဆိုပါတယ်။သူလက်ထက်မှာထူးထူးခြားခြားလို့ဆိုရမယ့်ဖြစ်ရပ်တွေကအများသာမိဖုရားကြီးဖွာဆိုဟာအမြဲတစေအနီးကပ်ထိမ့်မှန်နေရတဲ့ဘုရင်ပါတဲ့။စောလုံးစောင်းပါကလေးဒီစကားဖြစ်လာပေါ်ကဒီလိုပါຫນွေຫນွေလာရဒီမှာရေပြန်ကစားမြဲဖြစ်တဲ့နာရတိဟာပတိဟာနန်းတော်ကနေမျက်စိထီမိုးကပြည့်တဲတန်းလျားရှိကြီးကိုထို မျက်စိမှာလည်းမင်းနှင်းစောင့်စီပြီးရေကစားလေးရှိပါတယ်။မောင်မအစုံလင်နဲ့ပါဒီပွဲတဲ့ပွဲမှာမိဖုရားစောလုံးကိုမျက်စိမျက်နှာဦးစံရွှန်းရွှန်းစွအောင်ရေပန်းလို့မောင်မငယ်တို့ထံကြိတ်မှာထားပါတယ်။စောလုံးဆိုတာကနာရတိဟပတိအလွန်မြောက်စားချစ်ကြည်တဲ့မိဖုရားငယ်တို့ပါအချစ်ကြည်သူမို့ခန့်ကြမ်းကလေးကြည်စေတဲ့သဘောပါ။မောင်မရဲ့အလဲမှာစောလုံးဟာရင်မွန်ပြီး ဝူဝါပြိုလက်အဆက်အသွယ်ဖြစ်ခဲ့ရပါတယ်။ဒါကိုနာရတိဟပတိယဟာဟာနဲ့ရီဝဲပွဲဘရင်ရီတော့အားလုံးကလည်းလိုက်ရကြပါလိမ့်။ဆောလုံးဟာငယ်ရွယ်ချောမောတောင်အလားကုန်နဲ့မန်မာနာကြီးရတဲ့အရေးတပင်ပွဲမှာအဆက်အသွယ်ဖြစ်ခဲ့ရတော့မင်းကြီးပေါ်မြတ်တို့နှလုံးနာပြီးပွဲတော်စားထမင်းအုံမှာအစိတ်ခတ်ပါရောဒီအမှုပေါ်သွားတော့မင်းကြီးကစောလုံးကိုစစ်မိပါတယ်စောလုံးကဟဲပန်းပုတ်တယ်မြင်းနှင်းဝငါလှုပ်ကြွေးကျူး ကျွေးမွေး၍ငါ့ကိုနင်သူအောင်ပြုလျင်ဤသို့သောကိုဖြစ်၌အထင်ရှားပြီးမှမောင်းငယ်ကိုနှုတ်ထဲ၍နှုတ်ထဲ၍အဝတ်စာဥစဉ်ဆော့အောင်နင်လောက်တော်ကြောင်းနင်းကိုကနှလုံးထောက်၍ကြံသည်ဟုပြန်ပြောပါသည်ပန်ပုတ်တယ်မြည်ဆိုတဲ့စကားလုံးဟာနာရတိဟပတိရဲ့မျိုးရိုးဆိုင်စာမျက်ကိုလံမီငယ်ချုံးငယ်တာပေါ်လိုက်တဲ့စကားပါဒီစကားလုံးကိုဘယ်ရင်မခံနိုင်ပါဘူးဒါကြောင့်အစိတ်ခက်လောက်ကြံတယ်ဆိုတာလည်းအဆုံးစွန်သောရာဇဝတ်ပြမှုဆိုတော့ဘဘဲသမားတွေခေါ် တန်ကျက်စင်လောက်ခိုင်းပြီးဖိုထိုးကြက်တင်တက်စီလို့မိန့်ချလိုက်ပါတယ်။မိဖုရားစောလောက်ဟာခုနှစ်ရက်လုံးလောက်အတိတ်ထံဝင်တရင်သီလာစောင့်ပြီးမှတန်ကျက်စင်တက်တယ်လို့ဆိုပါတယ်။သီလာကုန်ကြောက်ပြီးမိသုံးချိန်သေးပြီးမှငါသည်ခဏခဏအချင်းကျွမ်း၍ပျောက်သွားပျောက်စေသားလို့အတိတ်ထံဒိတ်ထံပြီးအနှိမ့်ဆရောက်သွားပါတယ်။နရတိဟပတိမေဟာစောလုံးကိုတတ်ပြီးနောက်ဆက်တော်ခေါ်ချင်ရောက်ရင်ရောင်ရမ်းတဲ့က ေါ်မိပဲတဲ့အခါတိုင်းသူအဲ့ရဝင်မှ ထွေးပွေချောတိတ်ခစားရသူဟာစောလုံးဖြစ်ခဲ့တာဟုတ်လားဒီတော့မင်းကြီးဟာအဲ့ရဝင်တိုင်းမြည်တမ်းပါတော့တယ်စောလုံးစောင်းပါကလေးစောလုံးစောင်းပါကလေးတဲ့စောလုံးကိုစီရင်ပြီးပါကောလို့မိဖုရားစောကတတိပေတော့မှငါမှားပြီရဲ့လို့နှလုံးကြေကွဲပြီးအိမ်ပြောင်းနိုင်ဖြစ်ရပါ၏မဟာထေဆရာတော်ဖျက်တရားနဲ့ဆုံးမမှအတန်တန်တဲ့ဝေဒနာပြေပြီး နောက်ငါမြတ်ခဲ့တော့ လာခွေဆယ်ရက်ထားပြီးမှအချင်းခတ်သိန်းကိုမင်းမြန်စီစဲဤပြီးမှစီရင်တင်သူစီရင်လွတ်တင်သူလို့စီလို့မှမိတ်ပါခဲ့ပါတဲ့ချိခင်လေးစားတဲ့မိတ်ဆွေကျွန်တော်တို့အကျန်းစားခံတွေရှိလေတော့တစုံတစ်ခုမိမိကိုထိခိုက်လာတယ်လို့ထင်မြင်ယူဆလိုက်တဲ့အခါပြင်းထန်တဲ့ပောက်ကွဲမှုတွေထွက်ပေါ်လာတတ်ကြပါတယ်။အဲဒီပောက်ကွဲမှုတွေရဲ့ဖြစ်စဉ်နောက်ခံအကြောင်းရင်းတွေထဲမှာတရားခက်ဟာသူပဲဖြစ်နေတတ်ပြီးမိမိရဲ့အပြစ်မရှိဘူးလို့လည်းယူဆတတ်ကြပါတယ်။ သူကြောင့်တင်းကြောင့်ငါကဲတို့သောသူတို့များစသဖြင့်အတ္တမန်မာနာဒေါသမိစိတ်တောက်လောင်ပြန့်နှံ့လာတဲ့အခါမျိုးမှာမပြောတဲ့နာပြောမိမလုံးတဲ့နာလုံးမိနဲ့နာရတိဟပတိကတော့စောလုံးစောင်းမှကလေးလိုလွန်ခဲ့တဲ့2900ကျော်လောက်ကတည်းကမိတန်းရေရွတ်ခဲ့ပြီးပါပြီ